အားလုံးမင်္ဂလာပါရှင်။မနေ့ပြန်ဇွန်လ10ရက်နေ့အတွက်မော်လိဝတ်သားခမ်းမ်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့ဇွန်လ9ရက်နေ့မြမစံတော်ချိန်မနက်9:44မိနစ်မှာပြည်မြို့နောက်ဖက်စတမိုင်ငန်းအကွာအနက်58သတမ8မိုင်ကိုဗဟိုပြုပြီးအင်အား၄သတမ5အဆင့်ရှိမြင်းကလေးတစ်ခုလောက်ခတ်သွားခဲ့ပါတယ်။ ီကနေ့ဇွန်လ9ရက်နေ့ညနေ4:30မိနစ်အချိန်တိုင်းထွားကြရာ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းရာကနေအားအလွန်ကောင်းနေခြင်းနဲ့အရှိဘကလာတဲ့လေဝေလှိုင်းတွေရဲ့အချိန်ကြောင့်ဒီကနေ့ညကနေဇွန်လ15ရက်နေ့အထိပြည်နယ်နဲ့တိုင်းအားလုံးတို့မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးအချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးမယ်လို့မိုးစလာကထုတ်ပြန်ထားပါတယ် ဒါအပြင်တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်ကနေတိုင်ဖုန်မုန်တိုင်းဖြစ်နိုင်ခြင်းတရားရခိုင်နှုန်းရှိနေပြီးအဆိုပါမုန်တိုင်းဟာဇွန်လ14ရက်နေ့ညပိုင်းမှာတရုတ်ပြည်မှာကြီးတောင်မက်ကန်ကြီးကိုမကောက်မြို့အနီးကနေဖြတ်ကျော်မှာဖြစ်တယ်လို့သိရပါတယ်မုန်တိုင်းအကျဉ်းချံတိုင်တိုင်းတွေဟာလေတရုတ်ပြည်အရှေ့ပိုင်းဒေသတွေကိုသာဆက်လက်ရွေးရှားမှာဖြစ်တဲ့အတွက်တရုတ်ပြည်မှာကြီးရဲ့အနောက်ဘက်မှာရှိတဲ့ဗီယက်နမ်၊လာအို ထိုင်းနဲ့မြန်မာနိုင်ငံတို့ဘက်ကတော့ရွေးရှားမှာမဟုတ်ဘူးလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလာမယ့်ဇွန်လ15ရက်နေ့မှာ ဖြစ်ပေါ်လာမယ့်လေပြင်းနဲ့ရေဝုန်နဲ့ တောင်တရုတ်ပင်လယ်မှာအားကောင်းလာမဲ့လေပြင်းနဲ့ရေဝန်တွေရဲ့အရှိန်တက်ရောက်မှုကြောင့်မြန်မာတနိုင်ငံလုံးလာမယ့်ဇွန်လ23ရက်နေ့ကနေဇွန်လ22ရက်နေ့အထိနေရာအနှံ့ပြားမိုးရွာနိုင်ကမော်ပြင်းနေတဲ့တရနာရီတိုင်းတို့မှာတော့ဇွန်လ16ရက်နေ့ကနေဇွန်လ22ရက်နေ့အထိမိုးများရာကနေမိုးအလွန်များနိုင်မယ်လို့ဥဝင်နိုင်ကအသိပေးထားပါတယ်။ မိုးတဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျှက်ရပြည့်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရနေများဖြစ်ပေါ်နိုင်လို့ကုန်းမြင့်ဒေသအနီမှာနေထိုင်သူတွေအနေနဲ့မြေပြိုမှုအနေနဲ့မြင့်ငယ်ချောင်းငယ်တွေအနီမှာနေထိုင်သူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုသတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ် ဒီကနေ့ဇွန်လ9ရက်နေ့ညနေ6:30မိနစ်အချိန်ထိတော့တနင်္ဂနွေလုံးမှာရှိတဲ့မြို့တွေရဲ့မြေရေတွေဟာဇိုင်းကြီးအမတ်အောက်မှာပဲရှိနေပါတယ်။မနက်ဖြန်နေ့လယ်အထိကချင်ပြည်နယ်၊ကရနီကယားပြည်နယ်နဲ့နေပြည်တော်တို့မှာနေရာကျကျချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာစစ်စိမ်းနဲ့ကျန်းပြည်နယ်နဲ့တိုင်းတွေမှာနေရာနှံပြမိုးထချုံရွာနိုင်ပြီးရွာရန်ရန်အောင်ပြည့်ဖြစ်ပါတယ်။ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်း၊မန္တလေးတိုင်း၊စကိုင်းတိုင်းအောက်ပိုင်းနဲ့တရနာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရောအရှေ့တောင်ပိုင်းတို့မှာမုတ်တုံလီအားကောင်းရာကနေအားအလွန်ကောင်းနေပြီးချန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်တုံလီအားအနည်းငယ်ကနေအားအသင့်အင့်ရှိနေပါတယ်။မြဝချမမော်တမာခွေမွန်တနေနာရီကံဝနဲ့တရှောင်းတဲ့ကံလွန်ပင်လေပြင်းတို့မှာရမန်ရန်ခါမိုးတက်လေပြင်းများခြောက်ပြီးလှိုင်ကြည့်ပါမယ် မော်တက်လေးပြင်းချစီရေပြင်းမြေပြင်းလေးဟာတနအီကိုမိုင်30ကနေ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြမမြဝချမမော်တမခွေမွန်တနင်္လာရီကဲယုန်နယ်တရှောင်းနယ်ကန်လွန်ပင်လယ်ပြင်တို့မှာကိုးပေကနေ17ပေကန်ရှိနိုင်ပြီးရခိုင်ကဲယုန်နယ်တရှောင်းနယ်ကန်လွန်ပင်လယ်ပြင်တို့မှာ6ပေကနေ10ပေကန်ရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာတော့လှိုင်းအသင့်အင့်ရှိပါမယ်။ ပြင်းနေတဲ့တိုင်အားလုံးတို့မှာမိုးတိမ်တောင်းတွေဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်းတွေရွေရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျခြင်းစရိတ်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ချိုတင်တရီပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကရင်ပြည်နယ်ချင်းပြည်နယ်မော်မြင်နယ်ရှမ်းပြည်နယ်မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးပေါ်လာပါမယ်ရှင် အခုလိုမိုးလေဝသခန့်မှန်းချက်တွေနဲ့ဘေးရန်ရဲ့သတိပေးချက်တွေကိုညစဉ်ညတိုင်းတင်ဆက်ပေးနေရမုံဒီ channel ကို like and subscribe လုပ်ပြီး notification ခေါင်းလောင်းကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။အခုမိုးလေဝသသတင်းအချက်အလက်တွေဟာမိုးစလာမိုးလေဝသမြန်မာရန်ကုန်ဌာနကွယ်အန်ယူဂျီမိုးလေဝသဌာနမိုးလေဝသပညာရှင်ဦးဝင်းနိုင်နဲ့ဒေါက်တာဆိုင်းခွန်အာကာတို့ရဲ့ထုတ်ပြန်ချက်တွေကိုစူးစီးတင်ပြထားခြင်းဖြစ်ပါတယ်ရှင်။